အဲ့တော့ဒီနေ့ကကြတော့စက်တင်ဘာ23ကနေပြီးတော့မှအောက်တိုဘာ20နှစ်တွင်မွေးတဲ့ Libra သမားလေးတွေအတွက်ဖြစ်ပါတယ်။ Libra သမားလေးတွေကိုမြန်မာလူတူရသည်လို့လည်းခေါ်ရဲပြီးတော့သူတို့ရဲ့တင်ဂီတာသည်ချိန်ခွင်တင်ဂီတာဖြစ်တယ်။ဒါကြောင့်မို့ချိန်ခွင်ဆိုတဲ့သဘောတဘာဝအတိုင်းညီများမှုဗန်းများမှုတရားမြန်တာမှုအာတဟာဇာတာဖြစ်မှုเนาะနောက်တစ်ခုကကျဘလူးပြည်တနာရဲ့ဒီဘလူးအခြေအနေမျိုးမှာဖြစ်ဖြစ်သူကမျှတာတဲ့ အရာ face ဖြစ်ဖို့ justice ဖြစ်ဖို့ဘောနော် harmony ဟာ balance ဖြစ်ဖို့သူတို့ကအရန်ကိုအဲ့ဘက်ကိုသူတို့ရအရန် orient ဖြစ်ကြတယ်ဒီပြန်နဲ့အဲထဲမှာ libra သမားလေးတွေဒီ diplomatic way နဲ့ပတ်သက်ပြီးတော့မှအရန်အားသာကြတယ်ဆိုတော့ diplomatic စကားပြောဆိုရေးတာဖြစ်ဖြစ်ဘောနော် air sign ဖြစ်တဲ့အတွက်သူတို့ရပြောတဲ့ communication style သူတို့ရပြောတဲ့စကားပြောဆိုရေးတာဒီ diplomatic way ဖြစ်တယ်လို့အရန် polite ဖြစ်တယ်အရန်ကိုသိရမလားအဲစကားပြော တရနေရာမှာတိမ်မွေးနူးညံ့စွာနဲ့ပြောဆိုဆက်ဆံလူတွေနဲ့ဆက်သွယ်တတ်တယ်။တပြိုင်နက်တည်းမှာလည်းသူတို့ကပတ်ဒီဆိုရှယ်ပေါ့နော်ဆိုရှယ်နဲ့ပတ်သက်ပြီးတော့မှစကားပြောကောင်းကြတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ့်ရဲ့စကားမှာ တကယ်လို့ကိုကစကားပြောကောင်းတဲ့သူတယောက်အေကန်တာလေ topic ကိုကောင်းကောင်းမွန်မွန်ပြောနေဆိုကိုရဲ့ဘေးနားမှာလေလူတွေဝိုင်းပြီးမှကိုပြောတာကိုနားထောင်နေကြတာမျိုးကိုရဲ့စကားပြောတဲ့အဲ the way you speak ပေါ့နော် the way you talk ပုံစံမျိုးလူတွေကကြိုက်နေတတ်ကြတယ်သဘောသဘောကြကြရေပေါ့နော်တော့ပြီးတော့ Libra သမားလေးဒီအလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုရင်လည်းတချို့ကိစ္စတွေမှာပြက်ပြက်သားသားလုပ်တတ်တဲ့ဂိုင်းတတ်တဲ့ဆိုတော့အဲစိတ်ဆန္ဒရှိကြရေ နောက်တစ်ခုကကျတော့အကိုလောကိုဟိုကိုကိုဘရိတ်တေပေါ့နော်ဆိုလူတွေနဲ့ပေါင်းသိပြီးတော့မှလောက်ရတဲ့အလုပ်တွေမှာဆိုရင်လီဘရာသမားလေးတွေက ကောင်းကြတယ်အကျိုးပေးကြတယ်လို့ပြောလို့ရတယ်လူတွေနဲ့စုပေါင်းဆက်ပေါင်းလုပ်ရတဲ့အလုပ်တွေပေါ့နော်ဆိုတော့မိမိတို့ရဲ့ပါတနာရဲ့ဖြစ်ဖြစ်မိရဲ့သူငယ်ချင်းမိတ်ဆွေနဲ့ဖြစ်ဖြစ်မိမိတို့ရဲ့မောင်မောင်သားချင်းနဲ့နဲ့ဖြစ်ဖြစ်အဲ့ဒီလိုမျိုးဟို စုပေါင်းပြီးတော့မလုပ်ရတဲ့လုပ်ငန်းမျိုးတွေဒါမှမဟုတ်ရင်အဲ့လို activity တွေပေါ့နော်ဆိုတော့လုပ်ငန်းမဖြစ်ဖြစ်တခြားဆိုရရဖြစ်ဖြစ်အဲ့လိုမျိုးနဲ့ပတ်သက်ပြီးတော့သူတွေကအရင်ကကံကောင်းတဲ့သူလေးတွေဖြစ်ကြတယ်တပြိုင်နက်ချင်းမှာရဲ့ Libra သမားတွေကအလာပါနဲ့ပတ်သက်ပြီးတော့မှ Venus ရဲ့ ဂျိုဗီနက်ဂျိုလွမ်းမိုးတဲ့အာယာဒီခွင်ဖြစ်လို့အလာပါနဲ့ပတ်သက်ပြီးတော့မှသူတို့ကြိုက်နေတတ်ကြတယ်ပြီးတော့လက်စရီပေါ့နော်ကောင်းတဲ့အရာမျိုးကိုကြိုက်ကြတယ်အစားတောက်ပဲဖြစ်ဖြစ်အလာတာပဲဖြစ်ဖြစ်လက်ဝဲရင်တာဖြစ်ဖြစ်ကောင်းတဲ့ဟာပေါ့နော်ဥမာသူတို့ကဘာကိုကြည့်လဲဆိုโอเคအကောင်းကိုဝယ်လိုက်မယ်အလောင်းထန်းအနေနဲ့သုံးလို့ရတယ်ပေါ့နော်ဆိုတော့သူများလိုမျိုးဟိုဈေးပေါ်တာကိုအများအများကြီးဝယ်မဲ့အစား အဲ luxury နဲ့တကယ်အကောင်းတဲ့ brand ကိုဝယ်လိုက်တဲ့ဆိုရင် long term သုံးလို့ရဆိုတဲ့ဟာမျိုးပေါ့အဲ့လိုမျိုးသူတို့တွေက luxury တို့ branded တွေကိုလည်းကြိုက်ကြတယ်ပစ္စည်းကောင်းတာတွေကိုလည်းအဲကြိုက်ကြတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုက libra သမားလေးတွေကတပြိုင်တည်းထဲမှာ people blazer လေးဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့တွေက peace keeper လေးနော်ပြည်တနာမဖြစ်ချင်ဘူးပြည်တနာရဲ့တွေကိုသူမဖန်တီးချင်ဘူးပြိပခိုင်မဖြစ်ချင်ဘူးဆိုတော့ဘာဖြစ်ဆိုလဲဆိုတော့အကကျော်လူတွေကိုသူက ဘီဘယ်ဘလီဇာပေါ့လူတွေအတွက်ကိုတို့ကဖြည့်ဆည်းပေးတဲ့အရာတွေလူတွေအတွက်ကိုတို့ဘာလုပ်ပေးရမလဲဆိုတာမျိုးပေါ့နော်။ Okay နားအိမ်ပြီးတော့ကုညီပေးလိုက်မယ်။ Okay ပြီးပြီ။ကုငါစီကိုဇလန်းလာမရှုပ်တော့ရင်ပြီးတော့ဒီခေါက်တော့လုပ်ပေးလိုက်မယ်ပေါ့နော်။စသဖြင့်အဲ့ဒီလူမျိုးလေးတွေ ရှိတတ်ကြတယ်တဲ့ပြီးပပလီစာလေးလည်းဖြစ်ကြတယ်နောက်တစ်ခုကကျော်သူများကိုကြည်တတ်ကြတယ် or other oriented ပေါ့နော်သူများအတွက်ကိုကိုစဉ်းစားပေးတတ်ကြတယ်ပေါ့နော် libra သမားလေးတွေကပြီးတော့ cardinal sign ဖြစ်တဲ့အတွက် libra တွေကအရှိန်အနေဥဆောင်တဲ့နေရာမှာဆိုလဲတော်ကြတယ်ထက်မြက်ကြတယ်ဒါတော်တော်လေးတတ်တတ်မြက်မြက်နဲ့အဲလုံနိုင်ကြတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ astrology astrology house area ဆိုရင် house 7ရဲ့အဲအဲ house 7ရှိတဲ့နေရာပေါ့နော် libra house 7ရှိတဲ့နေရာဖြစ်တဲ့အတွက် relationship တွေနဲ့ပတ်သက်ပြီးတော့မှသူတို့ရဲ့အရင်ကိုစီရွက်ထားတယ်ကိုယ့်ရဲ့ relationship တိုင်းကိုသူတို့က value ထားတယ်တန်ဖိုးထားတယ်သူတို့ရဲ့ one of intimate partner relationship ပဲဖြစ်ဖြစ် friendship ပဲဖြစ်ဖြစ်သူတို့တွေကသူတို့တကယ်ကိုဒီ ိုကလုပ်တဲ့ဟာမျိုးပေါ့နော်အရင်တန်ဖိုးထားတဲ့ value တခုပေါ့နော် relationship တိုင်းမှာသူတို့ထားကြတယ်အဲ့တော့ဒီလူကသမားလေးတွေဒီအဲသူငယ်ချင်းနဲ့ပတ်သက်ပြီးတော့မှသူငယ်ချင်းကကောင်းတယ်လို့ပြောလို့ရပြီးတော့သူတို့ခင်သွားပြီးဟိုကလုပ်သွားပြီးဆိုလဲရေရှည်လောင်းထန်းကြီးဟိုကခင်အဲဒီလိုမျိုးပေါ့နော်အရန်ကိုပေါ့နော်သူတို့ asset တွေမပြည့်ကြအောင်ပေါ့နော်သူတို့ရဲ့အုပ်စုလေးတွေအဲ့လို other oriented တွေဖြစ်ကြတဲ့သူတွေဆိုတဲ့အခါကျတော့ နောက်တစ်ခုကကျတော့ social နဲ့ပတ်သက်ပြီးတော့မှလည်းအရင်ကို social skill အရင်ကောင်းကြတဲ့သူတွေဖြစ်တယ်။အာနောက်တစ်ခုခဏပြောသလိုလာပိုင်းနဲ့ပတ်သက်တာပြီးွားရင်သူတွေကပေါ်ရွေးတယ်။ charming ဖြစ်တယ်။ libra သမားတွေကခဏ other oriented ဖြစ်သလို relationship oriented လည်းဖြစ်တယ်။မိမိတွေ relationship ကိုပို့ပြီးတော့မှသူတို့ကဥစားပေးတယ်အဓိကထားတယ်ပေါ့နော်။ဆိုတော့ကိုယ့်ရဲ့ relationship လို့ပြောလိုက်တယ်ဆိုရင်အလုပ်ပြီးသွားပြီဆိုရင် intimate partner ပြီးတော့ဆို French ပေါ့အဲ့လိုမျိုး relationship တွေနဲ့ပတ်သက်ပြီးတော့မှအရင် oriented တက်တာဒါပေမဲ့ပို့ပြီးတော့မှ oriented ထားတာကြောကိုယ့်ရဲ့အိမ်တော်ဘက်တော့၎င်းကိုယ့်ရဲ့ relationship နဲ့တော့၎င်းပေါ့နော်ဆိုတော့အဲ့လိုမျိုးအဲ့တော့အိမ်မှာ Libra တမား၂ယောက်ရှိရဲအဲတွေ့သူတို့ရဲ့ energy ရကြည့်မယ်ဆိုရင်ပေါ့နော်သူတို့ relationship oriented ဖြစ်တဲ့အိမ်ကအမနဲ့ညီမဆိုရင်သူတို့ယောက်ျားတွေကိုသူတို့အရန်ကို value တခုထားလိုက်။ဥပမာသူတို့စံသတ်မှတ်တဲ့ပုံစံမျိုးတခုရှိရဲသူတို့ထားတဲ့အမ်အဲဒီလိုဟို ဘယ်လိုပြောမလဲသူတို့ရဲ့အိမ်တော်ဘက်တီကိုပေါ့နော်သူတို့အရန်ကိုဟိုဟာဖြစ်ကြရဲအလောက်ဆိုတစ်ခါလေးကြရဲနည်းနည်းတချို့ကိစ္စလေးဆိုရင်အလောက်ဒီအရန် serious မဖြစ်ဘူးဒါပေမဲ့သူတို့ရဲ့အသေးချာလေးအဲ please လုပ်ပေးကြရဲသူတို့ရဲ့အိမ်တော်ဘက်တီအပေါ်မှာပေါ့နော်ဆိုတော့ကကြတော့အရန်ကို relationship oriented ဆိုတာကိုမြင်ရဲပေါ့နော်နောက်တစ်ခါကျတော့ romantic နဲ့ပတ်သက်ပြီးလဲသူတို့တွေကချစ်ကြရဲ romance ကိုအရန်သဘောကြတဲ့သူလေးတွေလည်းဖြစ်ကြရဲပေါ့နော်ဆိုတော့ Libra သမားလေးတွေကခဏပြောတော့ imbalance ဒီမြတာမှုပေါ့နော်မြတာမှု harmony ဖြစ်မှုကအရင်အရေးကြီးပါတယ် Libra သမားလေးတွေအတွက်ကအဲ့တော့ Libra သမားလေးတွေအတွက်ကံကောင်းစေတဲ့အဲနေ့ဆိုရင်တော့တောက်ကြနေရကံကောင်းတယ်နေ့နံပါတ်တွေအရဆိုရင်တော့နံပါတ်6နဲ့နံပါတ်9ကကံကောင်းပါတယ်နောက်တစ်ခုကကျော် Libra သမားလေးတွေနေနဲ့အဲဒီကျမကြီးနဲ့ပတ်သက်ပြီးပေါ့နော်စီရီထားမဲ့အရာလေးတွေတင်ပါ ကြောက်ကပြီးရင် CA ပြီးတော့အောက်ပိုင်းနဲ့ဆိုင်တဲ့အရာတွေမှာဆိုရင်ဒီ lower ဘက်နဲ့ပတ်သက်တဲ့အဲကျန်းမာရေးနဲ့ physical နဲ့ပတ်သက်ပြီးတော့မှသတိထားဖို့လိုအပ်ပါတယ် Libra သမားလေးအနေနဲ့ကကြတော့နောက်တစ်ခုကကြတော့ Libra သမားလေးတွေအနေနဲ့ဒီ magical stone ပေါ့နော်ကိုယ့်ရဲ့ဒီဒီကြောက်ဟိုဟာပေါ့နော်အဆောင်ယတနာလို့ပြောရခါကျ open ဖြစ်တဲ့ဒီကြောက်ပေါ့နော် open ဆိုတဲ့ကြောက်ဒီအယောင်လေးတွေပေါ့နော်အယောင်စုံလေးတွေပါတယ် open ကြောက်ကလေးတွေ ကလီဘရာသမားလေးတွေအတွက်ကံကောင်းစေတဲ့အဲလက်ဝယ်ရနာဖြစ်ပါတယ်အဲ့တော့အဲ့ဒီလက်ဝယ်ရနာကိုစင်မြန်းထားတဲ့တဲ့အခါကျရင်ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့မအောင်မြင်မှုတွေရရှိတတ်တယ်ပြီးတော့အခါကျတော့မိမိကိုဒီအရာလေးကိုဝတ်ဆင်ထားတဲ့အခါကျရင်အဲမိမိပေါ်မှာမနာလိုတဲ့သူတွေမိမိကိုနောက်တစ်ခါကျတော့ဟိုပေါ့နော်အတင်းဖြင်းပြောတဲ့သူတွေမိ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 ရဲ့ဒီ အောင်မြင်မှုကြော်ကြားမှုတွေနဲ့ပတ်သက်ပြီးတော့မလူလာတဲ့အရာတွေကနေပြီးတော့မှဖယ်ရှားစေပါတယ်နောက်တစ်ခုကကြတော့ကိုယ်လုံးမဲ့အရာတွေပေါ့နော်မိမိတို့ရဲ့အတွင်းစိတ်တဲ့မ်းမှာဆုံးဖြတ်ချက်ချတော့မဲ့အရာတွေဆိုရင်အဲ့ဒီအဲယေရနာလေးပေါ့နော်အဲ့အိုးပဲဆိုတဲ့ရည်ရနာလေးကိုစင်မြန်းထားမယ်ဝစ်စင်ထားမယ်ဆိုရင်ဒီလီဘရာသမားလေးတွေအနေနဲ့ကခဏပြောတဲ့အဲ သူများတွေရဲ့မနာလိုဝင်တိုမှုကနေကင်းမယ်နောက်တစ်ခါမိမိတို့လှုပ်ရမယ့်အရာတွေမိမိတို့စိတ်တည်တံ့နေမှာချမှတ်ထားတဲ့အရာတွေကတကယ်လက်တွေ့အကောင့်ထဲပေါ်နိုင်မယ်ပို့ပြီးတော့မှ clear ဖြစ်လာမယ်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှအောင်မြင်မှုတွေကိုရရှိနိုင်မယ်တဲ့အဲနောက်တစ်ခုကကြော် Libra သမားတွေနဲ့ကံကောင်းစီတဲ့မြို့တွေလို့ပြောရင်ဗမာမြန်မာနိုင်ငံပါပါတယ် China Tibet Argentina and ပြီးတော့ Japan ကဒီ Libra သမားတွေအတွက်ကံကောင်းစီတဲ့နိုင်ငံဖြစ်ပါတယ်နောက်တစ်ခုကကြတော့ အာဒီပန်းနဲ့ပတ်သက်ပြီးတော့ဗာတော့ပန်းဆိုရင်အလာတို့ဒီနင်းစီပန်းလေဘရာသမားလေးတို့ကနင်းစီပန်းကန်ကောင်းစီတယ်နင်းစီပန်းဆောင်လို့ရတယ်နောက်တစ်ခုကတော့စက်ကြာပန်းလို့လည်းခေါ်တယ်အလာတို့နေမှာဆိုတော့လိပ်ပြာပန်းလို့လည်းခေါ်တယ်ပေါ့နော်အလာနံဒီဟာလေးပြောနောက်တစ်ခုကတော့6လပန်းလို့လည်းခေါ်ကြလားမသိဘူးအစုပ်စုပ်လေးပွင့်တဲ့ပန်းပေါ့နော်ဆိုတော့အဲ့ဒီပန်းတွေကလည်းလေဘရာသမားလေးတွေနဲ့နဲ့ကန်ကောင်းစီပါတယ်အပင်ဆိုရင်တော့ဘာဒန်ပင်ထင်းရှူပင်စတဲ့အပင်တွေကလေဘရာသမားလေးတွေ ကြိုပြုပါတယ်နောက်တစ်ခုကကြတော့ဒီ animal ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ spirit animal လို့ပြောတဲ့ခါကျရင်မွေနဲ့ဒီပေါ့တိညိုအုပ်စုတွေကပေါ့ libra သမားလေးတွေအတွက် spirit animal ဖြစ်ပါတယ်အဲ့တော့ libra သမားလေးတွေကဘာတတိချားမလဲဆိုရင်ဒီသူတို့တွေကလုံးလေးဖြစ်ရတာမကြိုက်ဘူးပေါ့နော်ဆိုတော့သူတို့သူတို့တွေ ਨੇ ခဏပြောတယ်မိမိတို့အိမ်မှာဘယ်နဲ့ဝေးနေရအခါမျိုးမှာဆိုလဲသူတို့တွေအဆင်မပြေကြဘူးသူတို့တွေကလုံးလေးဖြစ်တာကိုလည်းမကြိုက်ကြအောင်နောက်တစ်ခုပါလဲဆိုတဲ့အခါကျတော့ အခြေအခြေရနဲ့ပတ်သက်ပြီးတော့မှ AN2 easy ဖြစ်တာမျိုးတွေကကိုယ့်အတွက်ဒီမကောင်းတဲ့ energy တွေရောက်ဖြစ်စေရပေါ့နော်သူဘိုးဆိုင်နဲ့ပတ်သက်ပြီးတော့မှမကောင်းစေပါဘူးနောက်တစ်ခုကကြောက်ခါလေးကျရင်သူတို့ရဲ့ဒေါသတွေသူတို့ရဲ့ချစ်ချစ်ဒီမြင့်တာရေးပေါ်မှာပေါ့နော်မြင့်တာရေးပေါ်မှာဒေါသတွေနဲ့အဲနောက်တစ်ခုကကြောက်ခါလေးစိတ်ပြတ်မှုလေးတွေလည်းဖြစ်တတ်ပါတယ်လီဘရာသမားလေးအနေနဲ့ရတော့နော်